ီနေ့ကတော့ဒီစာအုပ်နံပါတ်စာမျက်နှာ14မှာရှိတယ် line ချုပ်နေပေါ့နော်ဒီချုပ်နေအစင်းစင်းမှာရေးထားတယ်ဒီနံပါတ်3အစင်း line ကပ်မြေရှေ့ချမ်းလေးပင်နှစ်ခုနဲ့နောက်ချမ်းအတွက်တစ်ခုလိုပါသည်အဲ့ဒါကိုနီယာမားတို့က line ဆွဲတယ်ဒီမှာဆိုရင်ဒါနောက်ချမ်းအတွက် line တစ်ခုရှိတယ်ရှေ့ချမ်းကနှစ်ခုဖြစ်တဲ့အတွက်ကြောင့်ရှေ့ချမ်းအတွက် line နှစ်ခုရှိမယ်ဒီမှာဆိုလို့ရှိရင်ဒါပခုံးဘက်လေးကိုမားတို့မှတ်ခဲ့တယ်အဲ့တော့ဒါဆိုလို့ရှိရင် line ညက်ပြီးသွားပြီ lining ညက်ပြီးသွားလို့ရှိရင် lining ကတ်မယ် lining ကိုဘယ်မှာကတ်မလဲဆိုတော့ခုနရှေ့ချမ်းနောက်ချမ်းပတ်တန်နဲ့တင်ပြီးတော့ပိတ်ဆက်ညက်လို့ပိုတဲ့ပိတ်ဆက်မပိုတဲ့ပိတ်ဆက်မှာဆိုလို့ရှိရင်ဒီ မလှဘက်ပိဆာရဲ့မလှဘက်နဲ့ဒီ line နဲ့မှာပြောင်ပြောင်လေးရှိတယ်ဒါကော့ပါတဲ့ဘက်ပိဆာရဲ့မလှဘက်နဲ့ဒီကော့ပါတဲ့ဘက်နဲ့ကိုဒီလိုတင်မယ်တင်ပြီးလို့ရှိရင်မီးဘူးကိုမီးအေးအေးလေးနဲ့မီးဘူးကိုအရန်မီးမပြင်းမဲနဲ့မီးအေးအေးလေးနဲ့တင်ပြီးတော့ဒုစာကိုမီးဘူးကတ်လိုက်မယ်နောက်ချက်ရေဒီရှေ့ချက်နှစ်ခုကိုလည်းဒီလိုမျိုးလေးတင်မယ်ကော့ပါတဲ့ဘက်နဲ့ဒီမလှဘက်နဲ့ကိုတင်မယ်တင်ပြီးလို့ရှိရင်ဒါလေးကိုမီးဘူးကတ်လိုက်မယ် ဒါဆိုလို့ရှိရင်ဒီမှာ lining ကိုမလှဘက်မှာ lining ကိုပါတဲ့ဘက်နဲ့တင်ပြီးတော့ဒါမီးဘူးကတ်လိုက်ပါเนาะမီးဘူးကတ်လိုက်ပြီးကတ်ပြီးတော့လို့ရှိရင်အမားတို့ကဒီ lining အတိုင်းကိုအတိပဲညှက်မယ်เนาะဒီဟာရှေ့ကျန် lining ရှေ့ကျန် lining နှစ်ခုဒါကပခုံးဘက်ပခုံးဘက်ဒါကနောက်ကျန် lining အခု လိုင်းနေကိုအတိညက်ပြီးသွားပြီဆိုတော့မမတို့ကပိတ်စပေါ်တင်ပြီးချုပ်ဖို့အတွက်ချုပ်စာဆွဲမယ်ချုပ်စာဆွဲမယ်ဆိုရင်ဒီလေပင်ဒီဟာပခုံးဘက်ဒါလေပင်ဘက်နော်ဒီပခုံးဘက်နဲ့ဒီလေပင်ဘက်ကိုချုပ်စာဆွဲမယ်ဒီမှာဆိုရင်လည်းအဲ့လိုပဲဒီပခုံးနဲ့ဒီအရှိရာလေပင်ကိုချုပ်စာဆွဲမယ်ပခုံးနဲ့ဒီလေပင်ကိုချုပ်စာဆွဲမယ်နော်အခုနောက်ချမ်းကိုဆွဲမယ်ချုပ်စာကိုလေးစိတ်ယူမယ် ဒါဆိုလို့ရှိရင်ဒါနောက်ချမ်းချုပ်စာရှေ့ချမ်း မဆိုရင်ဒါရှေ့ကျန်လေပင်အတွက်ဒါချုပ်စာဆွဲတယ်ဒါပခုံးဒါရှေ့လေပင်နောက်ချမ်းဆိုရင်လည်းဒါပခုံးဒါလေပင်အော်ဒီမှာဆိုရင် line နဲ့မှာဆိုရင်ချုပ်စာဆွဲပြီးသွားပြီ